အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့အခုခုနှစ်ကြိမ်အတွဲဝမ်းကြိမ်လိုင်းလေးလေ့လာကြည့်အောင်ကျွန်တော်တို့ဒါ6ကြိမ်တော့လည်းဒါကျွန်တော်ဝမ်းကြိမ်လိုင်းလေးက368ဝမ်းကြိမ်လေးကအောင်ခဲ့တယ်ဗောနော်ဒါပေမဲ့ရွေးချယ်ကဏ္ဍလေးကတော့မအောင်ဘဲနဲ့ဝမ်းကြိမ်လေးပဲအောင်ခဲ့တယ်ဗောနော်အဲ့တော့လေ့လာကြည့်အောင်နော်ဒါအထောက်အကူဖြစ်စဉ်ကျွန်တော်ဒါဝမ်းကြိမ်လေးတွေဖော်ပြပေးလိုက်မယ်ကျွန်တော်ဒီမှာ968ဗောနော် ။သူကနေကျွန်တော်၈နှစ်ရင်မတေးနဲ့၃၄၅၆ခွန်း၈၈နှစ်မြောက်မှာရှိတဲ့ကနန်းဒီသူ့ရဲ့ဇောင်းမှာဝမ်ဂျင်းလို့ထွက်တယ်။ဒီ၅ခွန်း၈ကနေ၈နှစ်မြောက်မှာရှိတဲ့ဒီခွန်း၃ညခွန်းဒီသူ့ရဲ့ဇောင်းမှာ၃ည၃ခွန်းဆိုပြီးဝမ်ဂျင်းထွက်တယ်။ဒါဆိုရင်ဒုတိယတက္ကကိုကျွန်တော်လေ့လာကြည့်အောင်။ဒုတိယတက္ကကိုလေ့လာကြည့်အောင်ကျွန်တော်ဒီမှာ၅၅ခွန်း၈အဘက်လေပေါ့နော်၈ခွန်း၅ ဒီကနန်းလေးဒီလဲသူကနေ၈နှစ်ရေးလိုက်မယ်၁2 3 4 5 6 9 10 11 12 13 14 15 16 17 18 19မြောက်မှာရှိတယ်ကျွန်တော်တို့ဟောဒီ၈၈တဲဆိုတဲ့ကနန်းဒီလဲသူ့ရဲ့ဇောင်းမှာ၈၁6ဆိုဝန်းချင်းထွက်တယ်ဗောနော်ဒါဆို၃ကမြောက်အဲ9 8အပတ်လေလေဒီမှာပေးပြီပေးပြီဆိုသူကနေကျွန်တော်၈နှစ်မြောက်မှာသွားလို့ရှိရင်ဒီ90ဆိုတဲ့ကနန်းလေးဒီလဲသူ့ရဲ့ဇောင်းမှာ89ဆိုဝန်းချင်းရိုက်တယ်နော် ဒါဆိုရင်ကျွန်တော်၄တမြောက်၄တမြောက်ရေးကြည့်မယ်ကျွန်တော်ဒီမှာခွင်ရှင်ကပြီးရှင်းနဲ့ရေးမယ်၁နဲ့၃၄၅6ခွင်ရှင်းရှင်းနဲ့မြောက်မှာရှိရဒီ၄ရှင်းတေးဆိုတဲ့ကဏ္ဍဒီကဏ္ဍဒီလဲကျွန်တော်သူ့ရဲ့ဇောင်းမှာဝမ်းကျင်ရိုက်မယ်ဆိုရင်ကျွန်တော်ဒီအကျိန်မှာပေါ့နော်ဝမ်းကျင်နော်၄ရှင်းတေးဝမ်းကျင်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြောမယ်၅ခွင်ရှင်းကနေကျွန်တော်ရှင်းနဲ့မြောက်မှာရှိရကဏ္ဍဒီသူ့ရဲ့ဇောင်းမှာဝမ်းကျင်ထွက်တယ် ပထမကဲဒုတိယကဲ9ခွန်8ကနေရှင်းနေမြောက်မှာရှိရခဏနေသူ့ရဲ့ဆောင်းမှာဝန်ချင်းထွက်တယ်3ကဲမြောက်9ခွန်8ကနေကျွန်တော်ရှင်းနေမြောက်မှာရှိရခွန်20ဒီသူ့ရဲ့ဆောင်းမှာဝန်ချင်းထွက်တယ်4ကဲမြောက်9ခွန်8ကနေရှင်းနေမြောက်မှာရှိတယ်ဒီ48ဆိုတဲ့ခဏကရောကျွန်တော်တို့ဒီမှာဝန်ချင်းဒီအချိန်မှာဝန်ချင်း48ဝန်ချင်းပေါ့နော်48ဝန်ချင်းဟုတ်ပြီဒါတစ်လိုင်းနောက်တစ်လိုင်းလေးနဲ့ကျွန်တော်တို့တစ်ချက်ကြည့်အောင်နော် နောက်တစ်လိုင်းလေးနဲ့တစ်ချက်ကြည့်မယ်ကျွန်တော်ဝန်ကျင်လိုင်းလေးအာဟာရမှာ69ပေါ့နော်69လို့ရပြီသူကနေကျွန်တော်1 2 3 4မှာ64 64 4တည်လဲဟာရက64 4တည်လဲသူ့ရဲ့ဆောင်းက154ကို1ထိန်းနေဗျဒုတိယတကက်ကျွန်တော်ဒီမှာ69အာပတ်လဲဟာရက69ကနေ1 2 3 4 4နှစ်မြောက်မှာရှိတဲ့ဟာရကခွန်တင်5ဆိုတဲ့ကဏန်းတည်လဲ ူ့ရဲ့ဇောင်းကတုံညာခွန်တက်ကိုဝမ်းချိန်တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာကိုတက်ကိုကိုတက်ကိုဒီသူကနေ1နဲ့3လေးလေးနှစ်မြောက်မှာကြာရမယ်ကနန်းဒီသူ့ရဲ့ဇောင်းက4 8တက်ဝမ်းချိန်ပါပဲနော်ပြန်ပြောမယ်ကျွန်တော်တို့ကိုတက်ကိုကနေ1နဲ့3လေးလေးနှစ်မြောက်မှာကြာရမယ်ကနန်းဒီသူ့ရဲ့ဇောင်းကကနန်းကိုဝမ်းချိန်တယ်ရှင်ကားလေးဝမ်းချိန်ပြီးတော့6လေး8လို့ထွက်တယ် ကိုတက်ကိုကနေ၄နှစ်မြောက်၁နှစ်၃လ၄နှစ်မြောက်မှာကြာရမယ်ခဏဒီသူ့ရဲ့ဇာဝကနေကိုဝမ်းချိန်တယ်ကျွန်တော်တို့၃၈ကိုဝမ်းချိန်တယ်ခွန်တင်ကဒါဆိုရင်ကျွန်တော်ဒီမှာကိုတက်ကိုကနေ၄နှစ်မြောက်၁နှစ်၃လ၄နှစ်မြောက်မှာကြာရမယ်ခဏဒီသူ့ရဲ့ဇောင်းကကျွန်တော်တို့၄၈တေးဆိုတဲ့ခဏကိုဝမ်းချိန်ဒီချိန်မှာနော်၄၈တေးဝမ်းချိန်ဒါဆိုရင်ကျွန်တော်တို့က၄၈တေးဝမ်းချိန်လေးကနောက်တစ်လိုင်းတိုင်းရှိသေးတယ်နော်ကျွန်တော်အဲ့ဒါက နန်းလေးချပြမှာပဲကျွန်တော်ပြတော့မှာအခုဒီမှာငါးခွန်ရှိရဲ့ရှင်းနှင်းမြောက်ဇောင်းအောင်ကနန်းဒီသူ့ရဲ့ဇောင်းငါးခွန်ရှိရဲ့ရှင်းနှင်းမြောက်အောင်ကနန်းဒီသူ့ရဲ့ဇောင်းမှာ1ချိန်ငါးခွန်ရှိရဲ့ရှင်းနှင်းမြောက်အောင်ကနန်းဒီသူ့ရဲ့ဇောင်းမှာ1ချိန်ငါးခွန်ရှိရဲ့ရှင်းနှင်းမြောက်အောင်ကနန်းဒီသူ့ရဲ့ဇောင်းမှာ1ချိန်ငါးခွန်ရှိရဲ့ရှင်းနှင်းမြောက်အောင်ကနန်းဒီသူ့ရဲ့ဇောင်းမှာ1ချိန်ဆိုရင်481ချိန်ကိုတက်ကိုကနေသူနဲ့တန်းနဲ့၄နှင်းမြောက်မှာထွက်ရမယ်ကနန်းဒီသူ့ရဲ့ဇောင်းကကနန်းဟို1ချိန် ကိုတက်ကိုကနေလေးနှစ်မြောက်တန်တန်ထွက်ရမယ့်ကဏ္ဍဒီသူ့ရဲ့ဇောင်းကကဏ္ဍကို1 chain ကိုတက်ကိုကနေလေးနှစ်မြောက်တန်တန်ထွက်ရမယ့်ကဏ္ဍဒီသူ့ရဲ့ဇောင်းကကဏ္ဍကို1 chain ဆိုရင်ကျွန်တော်တို့ဒီအချိန်မှာ481 chain เนาะ481 chain လေးကျွန်တော်ရေးလိုက်ပြီဒါကဏ္ဍတစ်ခုနဲ့လည်းပြန်ထိုးရမှာเนาะ481 chain ဟုတ်ပြီเนาะ481 chain 481 chain ဟုတ်ပြီဒီနေရာမှာတစ်ချက်ကျွန်တော်တို့စဉ်းစားကြည့်အောင်မယ်နောက်ထပ်ဝမ်းကျင်းတစ်ခွက်လေးတစ်ချက်ကြည့်အောင်နော်ကျွန်တော်တို့ဒီမှာနော်ဒါလေးကလည်းလှည့်စားမှုလေးပါနော်ကျွန်တော်တို့ကလွတ်တဲ့ငါကြီးတဲ့လူနော်ထော်ပြားကနန်းကိုဘလူဖြစ်လာရဲဆိုတာဘလူခံလိုက်ရတယ်ဆိုတာစမြုပ်ပြန်ပြီးတော့ကျွန်တော်မပြောချင်ပါဘူးနော်အဲ့တော့ဒီမှာကြည့်အောင်နော်ကိုတက်ကိုလို့ ါမှလို့လို့ထက်ပြောမှာကိုတက်ကိုလို့ထွက်တဲ့နေ့ထဲမှာအဲ့ဒီကနော်အဲ့ဒီနေ့ထဲမှာ၅ချိန်မြောက်ကကနန်းဟဲ့ဒီကရှင်း94ဆိုတော့၅ချိန်မြောက်ကကနန်းကိုတက်ကိုလို့ထွက်တဲ့နေ့ထဲကရှင်း94ဆိုတော့၅ချိန်မြောက်ကကနန်းသည်နော်အဲ့ဒီကိုတက်ကိုရဲ့မြင်းကုံမှာလာထွက်တယ်ဒီမှာလာထွက်တယ်ဟုတ်ပြီနော်လာထွက်တယ်ကိုတက်ကိုလို့ ဖြစ်တဲ့နှစ်ထက်5ကျင်းမြောက်ကနန်းဒီ9တိ9ရဲ့ငင်းကုန်မှာလာထွက်တဲ့1နဲ့3နော်နော်1နဲ့3 3နဲ့မြောက်ငင်းကုန်မှာလာထွက်တဲ့ဒါဆိုဒုတိယတကက်ဟာရိက9တိ9ရဲ့9တိ9လို့ဖြစ်တဲ့နှစ်ထက်5ကျင်းမြောက်ကကနန်းဟာရိက၅၅ကျင်းမြောက်1နဲ့3 4 5ကျင်းမြောက်ကနဟာရိခွန်3ည1ဆိုတဲ့ကနန်းသည်လဲ6ကကငင်းကုန်မှာလာထွက်တယ်3ည9တဲလို့နော်1နဲ့3ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ3ကမြောက် ကိုတကိုကနေကိုတကိုလို့ဖြစ်တဲ့နှစ်ထဲကကျွန်တော်တို့၅ကြိမ်မြောက်ကကဏ္ဍ1 2 3 4 5ဟာဒီက6 6ခွန်းဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့နော်ဟာဒီမှာမြင်းကုံမှာ2024တော့မပြီးခဲ့ပဲနဲ့ခုမှလာပြီးတယ်2025မှာလာပြီးတယ်နော်2025မှာလာပြီးတယ်ကျွန်တော်တို့အခုဒီနှစ်ထူးခြားမှုလေးကကျွန်တော်ခံနေရတာနော်အဲ့ဒီ653နော်653ရယ် အဲ6 8ခုရဲ့နော်နောက်က4 9 8တည်းအဲ့ဒီကဏ္ဍနေရ2024တော့ကျွန်တော်ရဲ့အတိ main offer ဒီကြီးပဲဗျ main cut ထုတ်တဲ့ကဏ္ဍတွေပဲလာထွက်နေတယ်အခု6 6ခုလဲကျွန်တော်တို့ကဒီမှာနော်ဒီ6 5လေး5ချင်းမျိုးက6 9ဖြစ်တဲ့နဲ့ဒီမှာ10နဲ့3ရှင်ကားလေးပြေးရိုက်တယ်တကက်စီဒီမှာကိုတစ်ခုဖြစ်တဲ့နဲ့ခွန်း3ည1เนาะအဲ့ဒီကိုတစ်ခုမြင်းကုံ1နဲ့3မှာရိုက်တယ်2023တော့လည်းဟာဒီ6 6ခု1နဲ့3မြင်းကုံမှာ မပေးဘဲနဲ့လေးရှိတိကြည့်ပြီးတော့အခုကျမှလာပြီးသွားတယ်နော်အခုကျမှလာပြီးသွားရတာလှည့်သွားတာပေါ့နော်ဟုတ်ပြီအဓိကပြောချင်တာကကျွန်တော်ဒီမှာပြောမယ်နော်ဟုတ်ပြီ69လို့ထွက်တဲ့နေ့ထဲကဟာဒီက15လေးဒီ69ရဲ့နောက်နှစ်မှာလိုက်ပြီးပြီးတော့နော်လိုက်ပြီးပြီးတော့အဲ့ဒီ15လေးကို1ချင်းပြီးတော့6လေးရှိလို့ထွက်တာလားနော်ဒါဆိုရင်ကျွန်တော်ဒီမှာ69လို့ဖြစ်တဲ့နေတဲ့ငါးကျင်ကခွန်3ညာ1ဒီလိုက်ထွက်ပြီးတော့เนาะလိုက်ထွက်ပြီးဟာဒီ အဲ့ဒီလိုက်ထွက်တဲ့ခွတုံညာတစ်ကိုဝမ်းချင်းပြီးတော့ခွတင်ငါလို့ရိုက်တလားဒါဆိုရင်ကျွန်တော်တို့ကဒီမှာ6တက်6လို့ဖြစ်တဲ့နေတဲ့ဟာမှာ9ချိန်မြောက်8 6ခွန်းဆိုတော့ဒီမှာပြီးပြီဆိုတော့ကျွန်တော်တို့က8 6ခွန်းဝမ်းချင်းလေးကိုလဲနော်တတိထားရမယ်ဒါလေး8 6ခွန်းဝမ်းချင်းလဲအစားမှာပေါ့နော်ဒီ8 9လေးလိုက်ထွက်ပြီးတော့8 9လေးဝမ်းချင်းနဲ့6 4 8လို့ထွက်တာလားဒါဆိုရင်ကျွန်တော်တို့ဒီခွတုံညာတစ်လိုက်ထွက်ပြီးတော့ခွတုံညာတစ် ဝမ်းကျင်နဲ့ခွတ်တင်ငါလို့ထွက်တယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ86ခုလို့လိုက်ထွက်ပြီဆို86ခုဝမ်းကျင်လေးကိုလည်းเนาะထည့်ရင်ကျင်တယ်ပေါ့เนาะအဲ့တော့86ခုဝမ်းကျင်68ခုထွက်သွားတာ68ခုပေါ့เนาะ68ခုဝမ်းကျင်အဲ့တော့ဝမ်းကျင်နှစ်ခွက်ပေါ့เนาะဝမ်းကျင်68ခုဝမ်းကျင်48ဝမ်းကျင်ပေါ့เนาะအဲ့တော့ဒီကျွန်တော်တို့အခု ခုနှစ်ကြိမ်အတွက်ပေါ့နော်ကျွန်တော်အခု1ကြိမ် line လေးပဲကျွန်တော်အရင်ဖော်ပြပေးလိုက်မယ်နော်အဲ့တော့ကျွန်တော် line တွေ site တွေအများကြီးဆွဲပြရအောင်နော်ဒီ1ကြိမ်နဲ့ဆက်ဆက်တဲ့ကဏ္ဍတွေကိုနော်ဒါ site တွေရောစီကြောတွေရောနော်ယူဆချက်တွေရောကျွန်တော်ဒါနောက်ထပ် video file နဲ့ကျွန်တော်ရှင်းပြနောက်ထပ် video file နဲ့ကျွန်တော်နောက်ထပ်တက်လာပေးပါမယ်နော်မဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗျာနော်အဲ့တော့ကျွန်တော် member မခေါ်ဘူးနော်ကျွန်တော်အမြဲတမ်းစေတနာပဲချက်ပြပေးရနော်အဲ့တော့ လုံးဝမှတည်ကြရမယ်လုံးဝတည်ထိုးရမယ်ခုနှစ်ချိန်အတွက်နော်လုံးဝတည်တည်တစ်ခွက်ပဲထုတ်ပါတယ်ကြစားပါမယ်နော်အဲ့တော့ကျွန်တော်မှန်ပါလဲမဟုတ်ဘူးစေတနာပေါ့နော်တစ်ခါမှလည်းမပြောဘူးတာကိုပြောကြည့်မယ်ကျွန်တော်အခုတကြံမုံဘူးနဲ့လုံးဝတည်တစ်ခွက်ကိုဒါလာယူလို့ဖုန်းနံပါတ်ကနေနော်မက်ဆေ့ဒါရိုက်ဖုန်းခေါ်ပြီးတော့ဒါကျွန်တော်ရွေးချယ်ထားတဲ့တကွက်ကောင်းလေးကနန်းတကွက်ကို အပ်လို့ရပါတယ်ဗျနော်ဟုတ်ကဲ့